မင်္ဂလာပါဖုတ်ဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့တနင်္ဂနွေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့အင်္ဂလန်ပရီးမီးယားလိနှစ်ပွဲရှိရပါတော့အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ဒီနေ့ကစားသွားဖို့ရှိတဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်နှစ်ပွဲလုံးကြိုတင်ပြီးတော့သုံးသပ်ပြီးသားပါပေါ့နော်အဲ့တော့တခြားသောလက်ဂျန်ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တီပြီးတော့တခြားမောင်းတွဲတွေပေါ့နော်ဒါလေးအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရပါတော့အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီဗီဒီယိုအောက်က Comment မှာ Pin Comment အနေနဲ့ထောက်ပြီးတာပေါ့နော်ဝင်ပြီးတော့ Join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့အတွက်ပထမဆုံး ုံးသုံးသွယ်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည9:00နာရီခွဲမှာကစားမယ့် Tottenham Hotspur တင်းနဲ့ Aston Villa တင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါင်ကြည့်ကျွန်တော်ပြန်ကြည့်ရင်စပားကတည်ကြရင်65ပြားရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း85ပြားရမယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကဒီ Aston Villa တင်းကိုကျွန်တော်ပြန်ကြည့်ရင်သူတို့က ဒီ international break အပီးကစားတဲ့ဒီ premier league ပွဲစဉ်တွေမှာဆိုလို့ရှိရင်ရလက်တော်တော်လေးကောင်းတယ်ပေါ့နော်သူတို့နောက်ဆုံးကစားခဲ့တဲ့ international break အပီးမှာကစားခဲ့ရတဲ့နောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်ရင်ဘီလာကနောက်ဆုံး10ပွဲလုံးမှာဆိုလို့ရှိရင်လုံးဝရှုံးဝဲမရှိသေးဘူးပေါ့နော်အဲ့တော့လက်ရှိမှာဆိုလို့ရှိရင်လည်းသူကဒါ unai emery ရဲ့လက်ထက်မှာဆိုလို့ရှိရင်ဘီလာက ီယာဒီမှာဆိုလို့ရှိရင်အနှဲငယ်ရုံးကန်နေရတယ်ဆိုပေမဲ့လို့နောက်ပိုင်းပွဲစဉ်တွေမှာသူတို့တင်းရရလက်တီပြန်ကောင်းလာတော့တွေ့ရတယ်တစ်ဖက်ကစပောက်ကိုကျွန်တော်ပြန်ကြည့်နော်နီးပြတောမန်ဖရိုင်းရဲ့လက်ထက်မှာဆိုလို့ရှိရင်သူတို့ကယာဒီအစားမှာသူတို့လေးကိုကောင်းခဲ့ပေမဲ့လို့နောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာသူတို့ကဒီရလက်ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်တော်တော်လေးကိုညံ့ခဲ့တယ်ဘောနော်နောက်ဆုံးကစားခဲ့တဲ့အင်္ဂွင်းပရီးမီယာလိနှစ်ပွဲမှာဆိုလို့ရှိရင်လည်းစပားကနှစ်ပွဲလုံးအနိုင်မရခဲ့ဘူးဒီတပွဲချုံနဲ့တပွဲတည်ကြတယ်အဲ့တော့ပြောမှဆိုလို့ရှိရင် စပားတင်းကလက်ရှိသူတို့ရဲ့အင်္ဂွင်းမှာဆိုလို့ရှိရင်တော်တော်လေးကို ဒီရှားလက်တွေရရင်မကောင်းတာဘူးเนาะပြီးတော့သူတို့ကဒီပြီးခဲ့တဲ့နှစ်နိုဝင်ဘာလလောက်ကနေစပြီးတော့ကစားခဲ့တဲ့ပရီးမီးယားလိအိမ်ဝင်နောက်ဆုံး16ပွဲကိုကျွန်တော်ပြန်ကြည့်ရင်သူတို့နိုင်ခဲ့တာအစုစုပေါင်း3ပွဲပဲရှိရပါဘူးเนาะအဲ့တော့စပိုင်းရဲ့အိမ်ဝင်ကစားဖောင်ကိုရရင်ဒီရုံစားလို့တော့မရဘူးเนาะအဲ့တော့ဒီပွဲကဒီတစ်ဖက်ကဘီလာအနေနဲ့စပားကိုတရေသွို့မို့အနိုင်ကစားနိုင်စွမ်းရှိလိမ့်မယ်လို့လည်းထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာတော့သာတေးကြရင်65ပြအတီတီတောင်မှရှုံးမဲ့ ဒီ supply ထဲဆိုင်ကျွန်တော်ကတော့တစ်ဖက်က SOM လာကိုပို့တော့ကြရပါတော့ SOM လာတပည့်ချန်တရေသွို့မို့အနိုင်ကစားနိုင်မယ်လို့လည်းထင်တယ်ဘောနော်အဲ့တော့ပရမတ်သုံးပွဲစဉ်မှာတော့ SOM လာအတင်းကိုရွေးချယ်ပြီးခြင်းနဲ့ပေါ့အဲ့တော့ဒီနေ့အတွက်နောက်ဆုံးသုံးသပ်ပြီးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည10နာရီမှာကစားမယ် Liverpool နဲ့ Manchester United တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်ရင် Liverpool ကတကူအတွင်း10ပြားရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးအတွင်း55ပြားရှုံးမယ်ပေါ့နော်အဲ့တော့ Liverpool ကဒီပြီးခဲ့တဲ့ အဘကဒီ international break မတိုင်ခင်ကစားခဲ့တဲ့ဒီ stumble break မှာဆိုလို့ရှိရင်သူတို့ခြေစည်းကိုရှုံးခဲ့တယ်ပေါ့နော်အဲ့ဒီရှုံးပွဲကြောင့်ပဲသူတို့ကလက်ရှိမှာဆိုလို့ရှိရင်၃ပွဲဆက်ရိုက် losing streak တစ်ခုဖြစ်နေတယ်အဲ့တော့ဒီပွဲကလဘဝူးတွက်ဆိုလို့ရှိရင်ဒီသူတို့ရဲ့၃ပွဲဆက်ရှုံးနေတဲ့အရှုံးတစ်ခုပြန်ပြီးတော့ရပ်တန့်မဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်သူတို့ကလက်ရှိမှာဆိုလို့ရှိရင်ဂျင်းဒီပေါ်အမှတ်ကြီးလိုအပ်နေတဲ့ အခြေအနေတစ်ခုမှရှိတယ်လက်ရှိ Premier League ရဲ့ MVP ရထိတ်မှရှိအာဆင်နယ်နဲ့ဆိုလို့ရှိရင်လည်းရမှတ်၄မှတ်တိကွာသွားပြီဆိုတော့ဒီပွဲကလေဘဘူးတော့မဖြစ်မနေနိုင်စားမယ်ပုံစံတွေပွဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်က Ruby Amorin ရဲ့ဒီ Manchester United အတင်းကိုကျွန်တော်ပြင်ချင်းသူတို့ကပြီးခဲ့ဒီပြီးခဲ့တဲ့ဟို International Break မတိုင်ခင်ကကစားခဲ့တဲ့ Sunderland နဲ့ပွဲမှာသူတို့နိုင်ပွဲရခဲ့တယ်ဒါပေမဲ့လို့သူတို့ရဲ့ဒီဟာဒီကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြင်ချင်း Manchester United ကအဝေးကွင်းမှာဆိုလို့ရှိရင်တပွဲမှာ သူတို့ကလုံးဝအနိုင်မရသေးဘူးပြီးတော့ဒီလော်ဘူးရဲ့အင်ဝင်အန်ဖီမှာဆိုလို့ရှိရင်လည်းမန်ချက်စတာယူနိုက်တက်ကအနိုင်မရတာဆယ်စုနှစ်တစုကြာနေပြီဖြစ်တယ်ဗောနော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီလော်ဘူးက ဒီလက်ရှိသူတို့ရဲ့ခံစည်းကိုကျွန်တော်ပြန်ကြည့်ရင်ဒီနောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုလို့ရှိရင်6ပွဲလုံးဒီလီဗာပူးရဲ့ခံစည်းကပြေကိုပေးထားတယ်ဗောနတစ်ဖက်ကမန်ချက်စတာယူနိုက်တက်ကကျတော့လေဒီယာဒီမှာကစားခဲ့တဲ့စုစုပေါင်း6ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကဂိုးမရခဲ့တာ9ပွဲပဲရှိတယ်ဗောနကျန်တဲ့6ပွဲလုံးမှာဒီမန်ချက်စတာယူနိုက်တက်ကဒီပြိုင်ဘက်တွေကိုဂိုးရအောင်အတွင်းခဲ့တယ်ဗောနပြီးတော့ပြောမှာဆိုလို့ရှိရင်လီဗာပူးရဲ့ခံစည်းကလက်ရှိမှာလဲကလင်းရှိ မရထားသေးဘူးဆိုတော့ဒီဘွဲကဒီအပြန်လန်သွင်းကိုရှိလိမ့်မယ်လို့ထင်တယ်ဘောနော်ပိုတင်းတူစကိုအရာဒီဘွဲကရက်ဖြစ်နိုင်ကြည်များတဲ့များတဲ့ဘွဲစဉ်တွေဘွဲဖြစ်တယ်ဘောနော်အဲ့တော့ဒီဘွဲကပိုတင်းတူစကိုအရာ yes ဖြစ်မယ်ပြီးတော့ဒီဘွဲမှာနှစ်သိန်းပေါင်းသွင်းကိုလည်းရှိမယ်လို့ထင်တယ်ဘောနော်အဲ့တော့ဂိုးပေါင်းကြီးအရာ၃ကိုသွင်း55ပြားရှုံးမယ်ဆိုတဲ့ခြေတစ်ခုမှာဒီလဘူး2 1 3122လောက်ဒီရလက်နေနဲ့ဖြစ်နိုင်ရရှိရယ်ဗောနော်အဲ့တော့ဒီနေ့အတွက်နောက်ဆုံးဝေးစဉ်ရွေးချယ်မှုအနေနဲ့ဆိုလို့ရှင်တော့ကိုးပေါ်ပဲရွေးချယ်ပြီးကျင်းတယ်ဗော